ကြပါတော့ဂုံးပြေရှိလူကြီးမင်းများနဲ့ရွှေပွဲလာအိပိတ်တများဆရာကြီးဆရာမကြီးများအကြောင်းသားအကြောင်းသူများကဘာကြည့်ချင်ရှာမယ်မဟာကဝိရှင်များနဲ့အသေးသေးတိုင်လူကြီးမင်းများအားလုံးစိတ်ချမ်းသာခြင်းကိုဤကြမချင်းနဲ့ပြည့်စုံကြပါစေလို့ဥပဒနာမှနောက်ကိုဆက်တာကြောဝါကြည့်လျက်ပါရှင် ဒီမှာတော့ကရင်ပြည်နယ်ခါမျိုးရှိဝရိယကိုပိုင်းเจ้าမှာပညာသင်ကြားနေတယ်ညအမောင်ကိုလာတထောင်နဲ့အလင်းသူစမဲဒီမှာတောင်သူလေးမမေညာဖြစ်ပြိုးပြန်တယ်ဖြစ်ပါရဲ့ရှင်ဒီမှာဒီနေ့ပြောပြအောင်မဲ့အကြောင်းအရာလေးကတော့ကျွန်တော်ဤညီမကျဆိုသောအကြောင်းအရာလေးပဲဖြစ်ပါရဲ့ရှင် လူတိုင်းတွင်ရီမတ်ချက်ကိုသိရှိကြပါရဲ့ကျမဤရီမတ်ချက်ကတော့အနာဂတ်မှာမျိုးပြအေဂျီနီယာကောင်းတယောက်ဖြစ်ဖို့ပဲဖြစ်ပါရဲ့ရှင်ကျမကအချိန်တိုင်းမျိုးရော်တွေကိုဘလို့စနစ်သက်ကြစီမံပြီးတိဆောက်ထားကြလဲဆိုတာကိုစေဝင်စားစွာလည်လာနေပါရဲ့ရှင် စပစ္စည်းတွေကလည်းဘလို့တဆင်ထားတယ်ဆိုတာကိုစိတ်ဝင်စားလာရတယ်။ကိုယ်တိုင်ပြီးဆောက်ချင်လာရတယ်။ကိုယ်တိုင်တက်စီချင်လာရတယ်။အဲ့အတွက်မျိုးပြအင်ဂျင်နီယာတယောက်ဖြစ်ရှင်အိမ်မကိုရောက်ကြည့်လာခဲ့ပါရဲ့ရှင်။ပိတ်တကြီးကိုရောဒီမကြက်ကိုစီရှိကြပါသလားရှင်။ကျမ မလာရောကျမလိုချင်တဲ့ပန်းလိုက်စီရောက်ကိုကျောင်းမစင်နဲ့သင်ခန်းစာတစ်ခုချင်းစီကိုအရင်ဆိုင်ပြီးသင်ချာသိပ္ပံနဲ့စပစ်စီရဲ့အခြေခံတွေကိုလေ့လာနေပါရဲ့ရှင်အနာဂတ်မှာအိမ်ရလန်းဒီစားဖို့ဆိုရင်တော့ဒီစားရမှာလုံးလုံးစိတ်ချစွာဆောင်လုံးမယ်တီးပြနိုင်ကစားအလုံးလုံးမယ်လူရဲ့ဘဝကိုကိုယ်ကအကျိုးရှိစေမယ်လို့စိတ်ပူထားပါရဲ့ရှင် တို့ပြရဲ့အင်ဂျင်နီယာတယောက်ဖြစ်ဖို့ဆိုရင်တော့တုံလာအစင်းကနေစကြိုးစားဖို့ဆိုတာမလွယ်ပါဘူး။ဒါပေမဲ့နီးပညာဆန်းမှုသင်ချာစားတဲ့ဘာသာရေးရဲ့အခြေခံကိုကောင်းအောင်သင်ယူနေပါရှင်။ဒီမှာကအနာဂတ်မှာအင်္ဂလန်လူကိုခိုင်ခံလာပါစွာတည်ဆောင်နိုင်ပြီးမိဘဆရာများကုန်ယူရတဲ့မြို့ပြအင်ဂျင်နီယာကောင်းတယောက်ဖြစ်ရမယ်လို့ဒီမှာကြားချတာပါရှင်။ ဆရာလေးကျောသားသားမဲ့ရှင်တကယ်ချင်းများကလည်းမိမိမကျန်တဲ့အသူအကောင်းဖေပေါ်နိုင်သူများဖြစ်ကြပါစေလို့သူ့ကိုကောင်းကောင်းလေးကျမဤကြပါစကားပြောခြင်းကိုအဆုံးသတ်လိုက်ရပါရဲ့သာသနာ့ဆေးလေးကြတော့ဒုတိယရှိလူကြီးများနဲ့ရွှေပွဲလာအိပ်ပိတ်တန်များ ဆရာကြီးဆရာမကြီးများအကြောင်းသားကြောင့်သူများကဘာတိချေရှာမဲ့မဟာဂဝိရှင်များနဲ့အကဲဖြဲတိုင်းလူကြီးမင်းများအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ရှင်